အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဖျားတခင်ရဲ့ကွဲကားမှဆမှုရိပ်အောင်ပါအားလုံးဒီကောင်းကြမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနခင်တိုင်းမှာဖျားတခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တယ်မိသားစုအိမ်သူအိမ်သားအယောက်စီတိုင်းကိုထောက်ရဖျားကောင်းကြီးပေးဖို့ကွဲကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖျားနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာ ောက်နေတဲ့သူတွေဘဝအသက်တာထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ Shalom အားလုံးပေါ်မှာသာရဘုရားထံမှာလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ ဖျားခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ10ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူတော်ဖျားခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနေ့မှကျွန်တော်တို့အတူတကွအစဉ်ချင်းခွန်အားယူရမယ့်ကျမ်းပိုက်ကတော့ဟေရှာယနဂတိကျမ်းခန်းကြီး55အပိုက်ငယ်30ကနေ17ထိဖြစ်ပါတယ်။မိုးရေနှင့်မိုးပွင့်တို့ဒီမိုးကောင်းကင်မှဆင်းသက်၍ နောက်တဖန်မပြတ်မြေတီမျိုးစိကျဲတော်သူအားမျိုးစိကို၎င်းအစာစားတော်သူအားအစာကို၎င်းပေးမိအကြောင်းမြေကိုစိုးစိတစ်ဖြက်အပင်ပေါက်စေ၍အတီးကိုတီးစေတကယ်တို့ ထို့အတူငါဤနှုတ်ကပတ်စကားဒီဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံတို့မပြန်ရငါအလိုကိုပြည့်စုံစေမည်ငါစီခိုင်းတော်အမှု၌အောင်လိမ့်မည်ချမ်းပိုက်အဖြစ်ဖျားခင်အထူးကောင်းချီးပေးပါစေ သခင်ယေရှုခရစ်တော်ကြွဆင်းလာခြင်းအကြောင်းကို ေါ်ပြခြင်း prophet ပြုချက်ဖြစ်တယ်လို့ဒီနေ့မိတ်ဆွေရဲ့ဘဝအသက်တာထဲမှာဘုရားခင်တင့်ကိုစေလွတ်ထားတဲ့ဤရွယ်ချက်ဘုရားစကားနှုတ်ကပတ်တော်ပြည့်စုံလာဖို့မိုးရေနဲ့မိုးပွင့်တို့သည်မိုးကောင်းကင်မှဆင်းသက်၍နောက်တဖန်မပြောင်းမြေသည်မျိုးစိတ်ကျဲတော်သူအမျိုးစိတ်ကို၎င်းတင်ကဘုရားခင်ရဲ့မျိုးစိတ်ဖြစ်ပါတယ် မျိုးစိတ်ရဲ့သဘောတဘာဝကမောင်မိုက်တဲ့အချိန်မှာအညောင်ပေါက်ပြီးတော့ရှင်သန်ကြီးထွားတယ်အတိပွင့်များစွာတည်ခြင်းအဖြစ်ဘုရားခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖြစ်ပါတယ် ဖခင်ကကမ္ဘာလောကကြီးကိုဖန်ဆင်းတဲ့အခါမှာအလင်းနဲ့အမောင်ကိုဖန်ဆင်းထားတယ်လို့နေနဲ့ညကိုဖန်ဆင်းထားတယ်။ညအချိန်မှာလူတွေကအိပ်ဆက်ပြီးအနားယူကြတယ်။လူတွေအိပ်ဆက်အနားယူနေတဲ့အချိန်မှာကိုခန္ဓာကြီးထွားဖွံ့ဖြိုးမှုတွေတဏိတာကုန်ခန်းသွားတဲ့အာအင်တွေဖခင်ကပြန်ပြီးဖြည့်ဆည်းပေးနေတဲ့အချိန်ဖြစ်ပါတယ်။လူကိုနှိမ့်ချစွာအိပ်ပျော်စေတဲ့ ဖျားခင်ရဲ့ရည်ရွယ်ချက်ရှိပါတယ်ကျွန်တော်ငယ်ရွယ်စဉ်အချိန်ကာလကညတွေမရှိဘဲနေ့တွေသာရှိခဲ့ရင်ဘလောက်တောင်ကောင်းမလဲလို့တွေးခဲ့ဘူးပါတယ်အကယ်၍ဒါညတာမရှိခဲ့ဘူးဆိုရင်တက်ပင်ပန်းမှန်တွေဘလို့ကြီးထွားရှင်တန်ကြမလဲတခါတည်းံတင်းပွားအသက်တာထဲမှာမနစ်မြို့စရာအခြေအနေတွေနဲ့ကြုံတွေ့ရတဲ့အခါမောင်မိုက်တဲ့အချိန်တွေကိုတင်ဖြတ်သန်းရတဲ့အခါစိတ်မပြတ်ပါနဲ့တချို့တော့နာကျင်ခြင်းတွေထဲမှာဖျားခင်အကြံစီတော်ရည်ရွယ်ချက်ရှိနေတာဖြစ်ပါတယ်မောင်မိုက်ခြင်းတွေထဲမှာရှင်တန်ကြီးထွားခြင်းနဲ့မျိုးစေ့ကိုပေးတဲ့ဖျားကို တဖန်ပြန်လဲကျေနပ်စီဖို့ဖြစ်ပါတယ်ကျွန်တော်ကညနေခင်းလေးတစ်ခုမှာမုံရင်းမျိုးစိတွေကိုကျဲဆိုင်ခဲ့တယ်နောက်နေ့မနေ့ရောက်တဲ့အခါမှာမုံရင်းမျိုးစိတွေကကွက်အပ်ပြီးစတဲ့အပင်ပေါက်နေပါပြီဒီမြင်ကွင်းလေးကိုမြင်ရတဲ့အခါမှာမျိုးစိကျဲခဲ့တဲ့သူအနေနဲ့ဘလောက်တောင်ကြည်နူးရသလဲထို့သူငါဤနှုတ်ကပတ်စကားတွေဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံသို့မပြန်ရငါအလိုကိုပြည့်စုံစေမည်ငါစေခိုင်းတော်အမှု၌အောင်လိမ့်မည် ီကမ္ဘာလောကကြီးကိုခမဲတော်ဖျားကတားတော်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ကိုစေလွတ်တဲ့အခါမှာဖျားကြီးရဲ့အလိုတော်ကကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲတို့မြေကြီးပေါ်မှာပြည့်စုံစေဖို့မျိုးစေ့အဖြစ်စေလွတ်လိုက်ခြင်းဖြစ်တယ်။သခင်ယေရှုခရစ်တော်ကခမဲတော်ဖျားပေါ်မှာယာနုံးပြည့်နာခံခြင်း၊ယူသိခြင်း၊လေးစားခြင်းကို ပြသခဲ့တယ်။သခင်ယေရှုခရစ်တော်သည်မိတ်ဆွေသင်နဲ့ကျွန်ုပ်၏စံနမူနာဖြစ်ပါတယ်။မိမိရဲ့စိတ်ဆန္ဒတွေထက်ဖျားခင်အလိုတော်ကိုဝန်ခံပြီးသခင်ယေရှုခရစ်တော် သက်ရှင်ခဲ့တယ်။ခမဲတော်ဖရာရဲ့အစေခန်းခြင်းအမှုကိုအောင်မြင်စေခဲ့တယ်။ဒီနေ့မိတ်ဆွေရဲ့ဘဝအသက်တာထဲမှာဖရာခင်ရည်ရွယ်ထားတဲ့ဖရာခင်ရဲ့အကြံစီတော်ရည်ရွယ်ချက်တွေရှိပါတယ်။အလိုတော်သည်ကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံစေဖို့ဖြစ်ပါတယ်။ဖရာခင်ရဲ့အလိုတော်ကဘာလဲလို့မေခွန်းမေးတဲ့အခါမှာတိမောတေဩဝါဒစာပထမဆုံးခန်းကြီး1အပိုင်ငယ်၄မှာလူအပေါင်းတို့သည်ကယ်တင်ခြင်းတို့ရောက်၍တမန်တော်ကိုတည်စေခြင်းကဖျားရခဲ့လူတော်ရှိ၏ ကဘာတူကဘာဒါလောကီလူသားတွေအားလုံးကဲ့တင်ခြင်းတို့ရောက်ရှိဖို့ဖခင်ရဲ့အလိုတော်ရှိတယ်။သခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းအတွေးတွန်းခြင်းအပြစ်လွတ်ခြင်းကဲ့တင်ခြင်းနဲ့အတူသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကူတော်ကနေရစင်တိုင်းမှာဘဝရဲ့ခြေလှမ်းတိုင်းမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေနဲ့ပို့ဆောင်နေစေဖြစ်တယ်။ဒီတည်င်းစကားကိုလူသားတိုင်းကြားသိရဖို့ဝေမျှတတ်သိခံဖို့ဖြစ်တယ်။ ်လူသားတိုင်းလူသားအပေါင်းကယ်တင်ခြင်းရပြီးတဲ့နောက်တမန်တရားတိဖို့ဘုရားခင်လိုရှိတယ်။ဘာကြောင့်ဘုရားကတမန်တရားကိုတိစေချင်တာလဲ။ Then you will know the truth and the truth will set you free လို့ကျမ်းစာကပြောပါတယ်။တမန်တရားကိုတိတဲ့အခါမှာအဲဒီတမန်တရားကသင်ကိုလွတ်မြောက်ခြင်းအခွင့်ပေးမယ်။လောကီချီနှောင်မှုအမျိုးမျိုးဆွဲလန်းမှုအမျိုးမျိုးဒုစရိုက်ရဲ့ချီနှောင်ခြင်းအမျိုးမျိုးကနေသင်ကိုဘုရားကလွတ်မြောက်စေမယ်။တမန်တရားတိဟုတော့သခင်ယေရှုခရစ်တော်နဲ့ယင်းသည့်အကြော ွမ်းဝင်လာတဲ့ခါမှာသင်ကလွမြောက်ခြင်းခံစားရမယ်။မျိုးစေ့ရဲ့သဘောတဘာဝကစတင်ကျဲဆိုင်တဲ့အချိန်မှာအနှဲငယ်တာဖြစ်ပေမဲ့ရိတ်သိမ်းရတဲ့အချိန်မှာကြီးမားပါတယ်။ဘုရားကြီးရဲ့နိုင်ငံတော်ဒီအလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးတည်ဟုတော်တင်တဲ့ကျွန်ုပ်ရဲ့သက်တာထဲမှာပြည့်စုံဖို့ဘုရားကင်အလိုတော်ရှိတယ်။ဘုရားကင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဘုရားကင်အထူးကောင်းကြီးပေးပါစေ။

the